အီရန်မဟာမိတ်တွေဟာအလာတိုလာကိုစွန့်ခွာနေကြပါတယ်။ဟစ်ဘိုလာကဒီစစ်ပွဲမှာပါဝင်ဖို့စိတ်ဝင်စားဘူးလို့ပြောလိုက်ပါပြီ။နှစ်တန်းငယ်အတွင်းမှာအီရန်ဟာခုခံမှုဝင်ရုပ်ကိုထိမ့်သိမ့်ဖို့20ဒေါ်လာဘီလီယံချီအကုန်ခံခဲ့ရပါတယ်။ဒီဝင်ရုပ်မှာလက်ဘနွန်ကဟစ်ဘိုလာ၊ဂါဒါကဟာမက်စ်၊ယီမင်ကဟူသီတွေနဲ့အီရတ်ကအခြား project အုပ်စုတွေပါဝင်ပါတယ်။ယူရဲချက်ကရိုးရှင်းပါတယ်။အီရန်နယ်မြေကနေစစ်ပွဲကိုဝေဝေးထားဖို့နဲ့ စစ်ပွဲဖြစ်လာရင်ဒီအုပ်စုတွေကအီရန်ကိုကာဝယ်ပေးဖို့ပါ။ဒါပေမဲ့အခုစစ်ပွဲရောက်လာချိန်မှာဒီအုပ်စုတွေအားလုံးကအီရန်အစိုးရကိုစန့်ကျင်နေကြပါတယ်။ Hezbollah အခြေအနေကရှင်းပါတယ်။ရှေ့ကဖြစ်ခဲ့တဲ့ပေဂျာတိုက်ခိုက်မှုမှာ Hezbollah ခေါင်းဆောင်တွေအကြီးအကျယ်တေဆုံးခဲ့ပြီးတိုက်ခိုက်သူတွေလည်းအားနည်းနေပါတယ်။ Israel နဲ့နောက်ထပ်စစ်ပွဲတစ်ခုကိုသူတို့မဖြစ်ချင်ကြပါဘူး။ Lebanon အစိုးရကလည်းသတိပေးထားပါတယ်။ Lebanon ကိုနောက်ထပ်စစ်ပွဲမဖြစ်ပြရသင့်တယ်လို့ထုတ်ပြန်ထားပါတယ်။ Hezbollah ကဒီသတိပေးချက်ကိုနားထောင်နေပုံရပြီးအီရန်ကိုဒုက္ခရေးရင်းထဲမှာထားခဲ့ပါတယ်။ အီရန်ကောင်းဆောင်တွေအတွက်တော့ခုခံမှုဝင်ရောက်ကသူတို့ရဲ့တခုလေးသောအရှုံးမဟုတ်သေးပါဘူး။စီးရီးယားပြည်တွင်းစစ်အတွင်းမှာအာဆက်အစိုးရကဒေါ်လာ90ဘီလီယံဒီပါရင်းနှီးမြှုပ်နှံခဲ့ပါသေးတယ်။ဒါပေမဲ့အာဆက်ရဲ့စီးရီးယားပြိုလဲသွားပြီးအခုတော့အယ်လာဒိုလာရဲ့အီရန်ကနောက်ထပ်ဆုံးရှုံးမှုတစ်ခုဖြစ်တော့မယ့်ပုံပါပဲ။ရုရှားအကြောင်းပြောရရင်ဒီနှစ်စောပိုင်းမှာရုရှားနဲ့အီရန်ဟာနှစ်20အတွက်နှီးပြူဟာပူးပေါင်းဆောင်ရွက်ရေးစာချုပ်ကိုလက်မှတ်ရေးထိုးခဲ့ပါတယ်။2025ခုနှစ်ဇန်နဝါရီလတုန်းက ဒီစာချုပ်ဟာနှစ်နိုင်ငံအတွက်လုံခြုံရေးအာမခံချက်ဖြစ်တယ်လို့ကြွေးကြော်ခဲ့ကြပါတယ်။အီရန်သမ္မတနဲ့ရုရှားအနာရှင်ဗလာဒီမာပူတင်တို့တွေ့ဆုံပြီးအနောက်နိုင်ငံတွေစီကိုသတင်းစကားပေးခဲ့ကြပါတယ်။ရုရှားမှာမဟာမိတ်တွေရှိတယ်၊အီရန်မှာမဟာမိတ်တွေရှိတယ်၊အနောက်နိုင်ငံတွေမလိုဘူးဆိုတဲ့သတင်းစကားပါ။ဒါပေမဲ့စာရွက်ပေါ်မှာလက်မှတ်ရေးထိုးတာကလွယ်ပေမဲ့ကတိအတိုင်းလုံဆောင်မှုကတော့ပိုခတ်ပါတယ်။ရုရှားနဲ့အီရန်ကဒီနီးဗျူဟာပူးပေါင်းဆောင်ရွက်ရေးမှာလုံခြုံရေးအာမခံချက်တွေပေးခဲ့ကြပါတယ်။အခုအီရန်အကူအညီလိုအပ်နေချိန်မှာဗလာဒီမာပူတင်ကိုဘယ်မှမှမတွေ့ရပါဘူး။ ဒါပေမဲ့အီရန်ပြဿနာတွေကဒီမာရင်မပြီးသေးပါဘူး။တမရထရန်ဟာအီရန်ရဲ့နျူကလ িয়ার ဆက်ယုံများနျူကလ িয়ার အစီအစဉ်များကိုဖျက်ဆီးဖို့အမေရိကန်ကအစ္စရေးကိုကူညီမယ်လို့ကြေညာတော့မှာပါ။ဒါဟာအများသူငါမျှော်လင့်မထားတဲ့ကြီးမားတဲ့ဖြစ်စဉ်တစ်ခုဖြစ်ပါတယ်။လွန်ခဲ့တဲ့24နှစ်အတွင်းအတွင်းအမေရိကန်ဟာလေရင်စီဖြစ်ရင်များစွာကိုဥရောပနဲ့အရှေ့အလယ်ပိုင်းကိုရွှေ့ပြောင်းခဲ့ပါတယ်။ဒါဟာပုံမှန်မဟုတ်တဲ့အပြုအမူတစ်ခုလည်းဖြစ်ပါတယ်။ဒီနေ့မှာဒေါ်နယ်ထရန့်က G7 ထိပ်သီးအစည်းအဝေးအတွက်ကနေဒါရောက်နေစဉ်အစ္စရေးအီရန်စစ်ပွဲနဲ့ပတ်သက်တဲ့ G7 ပူးပေါင်းကျင်တာချက်ကိုလက်မှတ်ရေးထိုးဖို့ညှင်းဆန်ခဲ့ပါတယ်။ Trump ဟာမူလကတော့မနက်ဖြန်အထိနေဖို့အစီအစဉ်ရှိခဲ့ပေမဲ့ရုတ်တရက်ပြန်လာဖို့ဆုံးဖြတ်လိုက်ပါတယ်။ဒါအပြင် Trump ဟာ American ပြန်ရောက်တာနဲ့အမျိုးသားလုံခြုံရေးကောင်စီအစည်းအဝေးတစ်ခုကိုချက်ချင်းလှုပ်ဖို့အမိန့်ပေးခဲ့ပါတယ်။ဒါဟာအရေးတကြီးကိစ္စတစ်ခုခုပေါ်ပေါက်နေတယ်ဆိုတာကိုဖော်ပြနေပါတယ်။နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့ချက်တွေကတော့ပထမဆုံးအကြိမ် American ရဲ့စစ်သည်မောတုံးသည့်ဟာအရှေ့အလယ်ပိုင်းဒေသမှာတက်ဆွဲနေပါတယ်။ USS Nimitz စစ်သည်မောအုပ်စုကိုအရှေ့အလယ်ပိုင်းကိုစေလွှတ်ခဲ့ပါတယ်။ နိုင်ငံခြားရေးဝန်ကြီးဌာနကအမေရိကန်နိုင်ငံသားတွေကိုအီရန်ကနေထွက်ခွာဖို့အကြံပြုထားပါတယ်။ဒီအချက်တွေအားလုံးဟာအလွန်စိုးရိမ်စရာကောင်းတဲ့အခြေအနေတရက်ကိုညွှန်ပြနေပါတယ်။အီရန်နဲ့ပတ်သက်တဲ့ရေတကြီးလှုပ်ဆောင်မှုတစ်ခုခုဖြစ်လာမယ့်လက္ခဏာတွေလို့ယူဆရပါတယ်။အမေရိကန်အစိုးရဟာတစ်ခုခုဖြစ်တော့မယ်ဆိုတာကိုသိထားသလိုပါပဲ။ပြီးခဲ့တဲ့လရက်ကအစ္စရေးစစ်ဆင်ရေးမစခင်အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနကအီရန်မှာရှိတဲ့တန်ယုံဝန်ထမ်းတွေကိုရှော့ချမယ်လို့ကြေညာခဲ့ပါတယ်။အခြေစိုက်စခန်းတွေမှာရှိတဲ့မိသားစုဝင်တွေကိုလည်းစေတနာဝန်ထမ်းအလိုက်ဖယ်ရှားဖို့အကြံပြုခဲ့ပါတယ်။ ဒီအမိတ်ထုတ်ပြီးနှစ်ရက်ကြာမှာအစ္စရေးကအီရန်ကိုစတင်တိုက်ခိုက်ခဲ့ပါတယ်။ပထမမိနစ်90အတွင်းမှာပဲအီရန်ကောင်းဆောင်ပေါင်း2025ဦးနဲ့နျူကလ িয়ার သိပ္ပံပညာရှင်6ဦးကိုတပ်ဖြတ်နိုင်ခဲ့ပါတယ်။အမေရိကန်ကတခုခုဖြစ်တော့မယ်ဆိုတာကိုသိထားပြီးသူတို့နိုင်ငံသားတွေကိုအသိပေးခဲ့တာပါ။ဒီနေ့ဖြစ်ရမှာလည်းအလားတူအခြေအနေတွေတွေ့ရပါတယ်။ကာကွယ်ရေးဝန်ကြီး PD Hatsack ကစံကွန်းစစ်ဌာနချုပ်အတွက်အပိုစင်ရင်အားတွေဆေလွတ်ဖို့အမိန့်ပေးခဲ့ပါတယ်။ဒါဟာအစ္စရေးကိုအီရန်တိုက်ခိုက်မှုတွေကနေကာကွယ်ဖို့ဖြစ်နိုင်တယ်လို့တခြားအရေးကြီးကိစ္စတခုအတွက်လည်းဖြစ်နိုင်ပါတယ်။ မနေ့ကပဲအီရန်ဒုံးကျည်တချို့အစ္စရေးကိုထိမှန်ခဲ့ပြီးဟိုင်ဖာရင်နံချက်စက်ရုံကိုပြစ်မှတ်ထားတိုက်ခိုက်ခံခဲ့ရပါတယ်။ American စစ်သား200 300ခန့်ဟာအစ္စရေးမှာရှိနေပြီး American ပေးရထားတဲ့တပ်ဒုံးကစနစ်တွေကိုထိန်းချုပ်နေပါတယ်။အထူးဆိုရင်ကြာကောင်းတဲ့ချက်ကတော့ Trump ကတီဟူရန်မြို့ကိုလူတွေထွက်ခွာသင့်ကြောင်း3နာရီကြာက Twitter မှာသတိပေးခဲ့တာပါ။တီဟူရန်မှာလူဦးရေ10သန်းနေထိုင်ပြီးအီရန်ရဲ့အကြီးဆုံးမြို့ဖြစ်ပါတယ်။ဒီသတိပေးချက်တွေအားလုံးဟာအလွန်ဆိုးရင်စရာကောင်းတဲ့အခြေအနေတစ်ရပ်ကိုညွှန်ပြနေပါတယ်။ အမေရိကန်နဲ့အစ္စရေးတို့ဟာအီရန်ကိုပုံမကြီးမားတဲ့တိုက်ခိုက်မှုတစ်ခုပြုလုပ်တော့မယ့်လက္ခဏာတွေဖြစ်နိုင်ပါတယ်။ဒီနေ့ဖြစ်ပျက်ခဲ့တဲ့ရေးကြီးဖြစ်ရပ်တွေကိုပြန်လည်စမ်းစစ်ကြည့်ပါမယ်။အမေရိကန်နိုင်ငံသားရေးဝန်ကြီးဌာနကအမေရိကန်နိုင်ငံသားတွေကိုလုံခြုံစွာနေထိုင်မှုသတိပေးချက်ထုတ်ပြန်ခဲ့ပါတယ်။တမရာထရန့်ရဲ့အခြေအနေကိုကြည့်မယ်ဆိုရင်မနက်ပိုင်းမှာသူပြောခဲ့တာတွေကအကြီးစားတစ်ခုခုဖြစ်တော့မယ်ဆိုတဲ့လက္ခဏာမပြခဲ့ပါဘူး။ဒါပေမဲ့ညနေပိုင်းရောက်တဲ့အခါမှာတော့အရေးပေါ်အခြေအနေတရက်ဖြစ်ပေါ်လာသလိုရှိပါတယ်။သင်္ဘောမီလောင်နဲ့ဖြစ်ရတဲ့ပတ်သက်ပြီးအမေရိကန်အစိုးရကမီဒီယာတွေထက်အရင်သိရှိခဲ့ပြီး အချက်လက်တွေပြင်ဆင်နေတာလည်းဖြစ်နိုင်ပါတယ်။ G7 ထိပ်သီးစည်းဝေးမှာ Trump ကအီရန်နဲ့ပတ်သက်ပြီးဒီလိုပြောခဲ့ပါတယ်။အီရန်ကပြည်ပခါလျှော့ချဖို့စကားပြောခြင်းနဲ့ဆိုတဲ့အချက်ပြမှုတွေမြင်ရပါသလား။အဲ့ဒီလိုမေးမြန်းခံရတဲ့အခါသူတို့စကားပြောခြင်းနဲ့ဆိုအရင်ကပြောတင်တာပါ။ကျွန်တော်တို့မှာရက်ပေါင်း60ရှိခဲ့တယ်။အခု61ရက်မြောက်နေ့မှာသဘောတူညီမှုမရှိဘူးလို့ပြောလိုက်ရတယ်။အီရန်ကဒီစစ်ပွဲမှာမနေနိုင်ဘူး၊မနိုင်နိုင်ပါဘူး။သူတို့စကားပြောတင်တယ်။အချိန်မီစကားပြောတင်တယ်လို့ဆိုပါတယ်။ဒီနေ့ညနေ6:30မိနစ်လောက်က Trump က Twitter မှာဒီလို message ပို့ခဲ့ပါတယ်။ Iran ကကျွန်တော်ပြောတဲ့သဘောတူညီချက်ကိုလက်မှတ်ရေးထိုးတင်တယ်။လူအသက်တွေအလဟတ်ဖြစ်ရတာကဝမ်းနည်းစရာပါ။ရှင်းရှင်းပြောရရင် Iran က nuclear လက်နက်မရှိစေရပါဘူး။ကျွန်တော်ဒါကိုအကြိမ်ကြိမ်ပြောခဲ့ပါတယ်။ Hormuz ရေလက်ကြားမှာရေနံတင်သင်္ဘောတွေမီးလောင်နေဖြစ်နေတဲ့ပတ်သက်ပြီးဘယ်နိုင်ငံရဲ့သင်္ဘောတွေလဲဆိုတာအခုထိမသိရသေးပါဘူး။ဒါပေမဲ့ American အနေနဲ့ရေနံစင်းနှုံးတွေမတက်အောင်ထိန်းချုပ်ဖို့ရှိနေပါတယ်။ Hormuz ရေလက်ကြားကနေ Saudi Arabia, Kuwait, Iraq, Iran UAE နဲ့ Oman တို့ရဲ့ရေနံတင်သင်္ဘောအများစုဖြတ်တန်းနေတာဖြစ်လို့ဒီလမ်းကြောင်းပိတ်သွားရင်ကမ္ဘာ့ရေနံစိမ်းတွေအကြီးအကျယ်တက်သွားနိုင်ပါတယ်။အခုချိန်မှာ American တွေနဲ့တိုက်ရိုက်မပါဝင်သေးပဲအီရန်ကိုနျူကလ িয়ার လက်နက်မရှိစေရေးအတွက်ဖိအားပေးနေစေဖြစ်ပါတယ်။ဒါပေမဲ့ American နိုင်ငံသားတွေထိခိုက်မှုဖြစ်ရင်တော့ American ကတိုက်ရိုက်ဝင်ရောက်လာနိုင်တယ်ဆိုတာကိုလည်းသတိပြုရမှာဖြစ်ပါတယ်။အခုချိန်ထိသတင်းစကားတွေကပုံမှန်အတိုင်းပါပဲ။ Trump ဟာမကြသေးခင်ကလည်းဒီလို message တွေပို့နေကြပါ။ဒါပေမဲ့နောက်ဆုံးစာကြောင်းမှာ လူတိုင်းတီဟီရန်ကနေအမြန်ဆုံးထွက်ခွာသင့်ပါတယ်လို့ဖော်ပြထားတာကအထူးအဆန်းဖြစ်နေပါတယ်။တီဟီရန်ဟာအီရန်ရဲ့အကြီးဆုံးမြို့ဖြစ်ပြီးလူဦးရေစည်တန်းနေထိုင်ပါတယ်။ဒီလိုများပြားလှတဲ့လူဦးရေကိုနိုင်ပြည်ပိုင်းအတွင်းဘလို့ထွက်ခွာစေမလဲဆိုတာမသိရသေးပါဘူး။ဒါပေမဲ့လူတွေဟာအစုလိုက်အပြုံလိုက်ထွက်ခွာနေကြပါပြီ။တီဟီရန်မှာလမ်းတွေဟာမြို့ကနေထွက်ခွာနေတဲ့ဘက်မှာလုံးဝပိတ်ဆို့နေပါတယ်။လူတွေဟာကားတွေကြောင့်လမ်းပိတ်ဆို့နေတာမို့မြန်မြန်ရွေရှားမနေနိုင်ပါဘူး။မြို့တစ်ခုလုံးမှာအကြက်တဲနဲ့ထိတ်လန့်မှုတွေဖြစ်နေပါတယ်။ G7 ထိပ်သီးစည်းဝေးမှာ Trump က အမေရိကန်ပြန်ဖို့လိုအပ်ကြောင်းပြောကြားခဲ့ပါတယ်။သူကကျွန်တော်ပြန်ဖို့လိုပါတယ်။အရန်အရေးကြီးတဲ့ကိစ္စပါ။ဒီအမွဲကောင်းဆောင်တွေနဲ့ညသာစားပြီးရင်လေရင်စီးပြန်ရမယ်။အကြောင်းပြချက်ကိုတော့ရှင်းရှင်းလင်းလင်းမပြောတော့ဘူး။ဒါကြီးမားတဲ့ကိစ္စတစ်ခုပါလို့ပြောခဲ့ပါတယ်။တီဟီရန်ရဲ့အခြေအနေကိုကြည့်ရင် Trump ရဲ့ Twitter message ထွက်လာတဲ့အချိန်မှာအီရန်မှာညနေခင်းဖြစ်နေပါတယ်။လူအများစုကအိမ်နေချင်းဖြစ်တာမို့ဒီသတင်းကိုသိရှိမှာမဟုတ်ပါဘူး။ဒါပေမဲ့သူတို့ထွက်ခွာခြင်းရဲ့နောက်အခက်အခဲတွေရှိနေပါတယ်။အီရန်နိုင်ငံသားအများစုဟာအစိုးရကိုမထောက်ခံကြပေမဲ့ပုံကံမှုမဝင်ကြပါဘူး။ အစိုးရရဲ့ထောက်ခံသူတွေကလည်းအများအပြားရှိနေရမှုဒါဟာအသက်အန္တရာယ်ရှိတဲ့ကိစ္စဖြစ်နေပါတယ်။ဒီဖြစ်ရပ်တွေဟာအမေရိကန်နဲ့အစ္စရေးတို့ရဲ့နောက်ထပ်ကြီးမားတဲ့တိုက်ခိုက်မှုတစ်ခုဖြစ်လာနိုင်တဲ့လက္ခဏာတွေဖြစ်နေပါတယ်။အီရန်ရဲ့နျူကလ িয়ার စီမံကိန်းတွေကိုဖျက်ဆီးဖို့အမေရိကန်ကအစ္စရေးကိုကူညီတော့မယ့်အချက်ပြမှုတွေလည်းရှိနေပါတယ်။ဒီအခြေအနေတွေဟာအလွန်စိုးရိမ်စရာကောင်းပြီးကမ္ဘာငြိမ်းချမ်းရေးတက်ကြီးမားတဲ့ချိန်ချောင်းမှုတစ်ခုဖြစ်နေပါတယ်။နောက်ထပ်အချက်လက်တွေရှိရင်အသိပေးပါမယ်။ဒီအခြေအနေကလွယ်ကူတဲ့ကိစ္စမဟုတ်ပါဘူး။မိုင်ပေါင်းများစွာရှည်လျားတဲ့ကားတန်းတွေကိုမြင်နိုင်ပါတယ်။ လူတွေဘလောက်များများထွက်ပြေးနေကြတယ်ဆိုတာကိုမြင်နိုင်ပါတယ်အားလုံးကတစ်ဖက်တည်းကိုထွက်ပြေးနေကြတာပါသူတို့ကရှေ့ဘက်မြို့တွေဒါမှမဟုတ်မြောက်ဘက်မြို့တွေကိုရောက်အောင်ကြိုးစားနေကြတာပါအဲ့ဒီနေရာတွေမှာ RGC စစ်ပစ္စည်းတွေနဲ့စခန်းတွေတိတ်မရှိလို့ပါ RGC လူတွေလည်းမရှိလို့သူတို့အဲ့ဒီမှာဘေးကင်းမယ်လို့ထင်ထားကြပါတယ်အကြောင်းကအစ္စရေးကစစ်ရေးပြစ်မှတ်တွေကိုပဲဥတီတိုက်ခိုင်းနေလို့ပါနောက်ထပ် Trump ပြောခဲ့တဲ့အချက်ကနေတန်ယာဟုဒီနေ့မနက်ကပြောခဲ့တဲ့အချက်နဲ့ဆက်စပ်နေပါတယ်အစ္စရေးဝန်ကြီးချုပ်နေတန်ယာဟုက မီဒီယာတွေမှာလှည့်လည်ပြောဆိုနေပါတယ်။အီရန်နဲ့ဆိုင်တဲ့စစ်ဆင်ရေးတွေမှာအမေရိကန်ကကူညီဖို့တွန်းအားပေးနေပါတယ်။အစ္စရေးကအမေရိကန်ကူညီကိုအမှန်တကယ်လိုအပ်နေတဲ့အကြောင်းရင်းကရိုးရှင်းပါတယ်။သူတို့ရဲ့ညီမချက်ကအီရန်ကိုနျူကလ িয়ার စီစဉ်ဆက်လက်လှုပ်ဆောင်နိုင်တဲ့မရှိအောင်လုပ်ဖို့ပါ။တခုတည်းသောနီလန်ကအီရန်မှာရှိတဲ့နျူကလ িয়ার ဆက်ရုံတိုင်းကိုဖျက်ဆီးပစ်ဖို့ပါပဲ။ဒါအပြင်ဒီနျူကလ িয়ার ဆက်ရုံမှာအလုပ်လုပ်နေတဲ့သိပ္ပံပညာရှင်တွေကိုလည်းဖယ်ရှားပစ်ဖို့လိုပါတယ်။ဒါမှသူတို့မှာဘာအသိပညာမှမကျန်တော့မှဖြစ်ပြီးဘာပစ္စည်းမှမကျန်တော့မှပါ။အစ္စရေးက iPhone ဆက်ယုံကိုတိုက်ခိုက်ပြီးသွားပါပြီ။ဒီဆက်ယုံတစ်ခုကလုံးဝပျက်စီးသွားပါပြီ။ဒါပေမဲ့သူတို့မှာသူတို့ရဲ့အကြီးဆုံးဆက်ယုံတစ်ခုက Fordo မှာရှိပါတယ်။ဒီဆက်ယုံကမြေအောက်ပေ300လောက်မှာရှိပြီးတောင်တွေနဲ့ဝန်းရံထားတာပါ။ Israel တွေပြစ်မှတ်ထားဖို့အလွန်ခက်ခဲပါတယ်။အထူးသဖြင့် Israel မှာမြေအောက်ဘုံးတွေမရှိပေမဲ့ American မှာ BQ ဘုံးတွေရှိပါတယ်။ဒီဆက်ယုံအတွင်းထိဝင်ရောက်ပြီးဖျက်ဆီးနိုင်တဲ့မြေအောက်ခံဘုံးကြီးစားတွေရှိပါတယ်။ဒါကြောင့်ပဲ Israel က American ကိုကူညီပေးဖို့လိုအပ်နေတာပါ။သူတို့စတင်ကလေးကချမှတ်ထားတဲ့ကြီးမန်းချက်ကိုမအောင်မြင်ရင် ဒါရီအလုံးအချင်းကြီးဖြစ်သွားမှာပါအီရန်မှာနျူကလ িয়ার ဆက်ယုံတစ်ခုတည်းကြံရှိနေရင်တော့အီရန်ကဒီအရာပြီးမှနျူကလ িয়ার စီစဉ်ကိုပြန်ဆနိုင်ပါတယ်အီရန်ရဲ့နိုင်ငံသားရေးမူဝါဒကရိုးရှင်းပါတယ်အမေရိကန်နဲ့အစ္စရေးကိုတေးကျပြက်စီးစေရန်ဆိုတဲ့စကားနှစ်ခုမှာပဲအန်နာဒန်နီယာဟာအမေရိကန်ကသူတို့တက်နိုင်တဲ့လောက်ကူညီသင့်တယ်ဆိုတာပါအเจ้าကအီရန်ကအစ္စရေးတစ်ခုတည်းကိုပဲဥတီတိုက်ခိုက်နေတာမဟုတ်ပဲအမေရိကန်ကိုပါဥတီနေလို့ပါဒါကထရမ့်တင်လိုက်တဲ့အရာပါထရမ့်ကလွန်ခဲ့တဲ့နိုင်ငံငယ်က America Facts ဆိုတာအတိတ်ပဲအများကြီးရှိပါတယ် အီရန်ကနျူကလ িয়ার လက်နက်မရှိစေရဆိုတာလည်းပါဝင်ပါတယ်လို့ Twitter မှာရေးသားခဲ့ပါတယ်။နောက်တစ်ခုက Republican Party နဲ့ပတ်သက်ပါတယ်။ Republican Party မှာကွဲပြားမှုတွေရှိနေပါတယ်။တချို့လူတွေကဘလို့နီးနေမှမပါဝင်ကျင်ကြပါဘူး။ဘလောက်ပဲအရေးကြီးတဲ့ကိစ္စဖြစ်နေပါသေး။ဘလို့အကျိုးကျေးဇူးရှိနေပါသေး။သူတို့ကလုံးဝမပါဝင်ကျင်ကြပါဘူး။ဒါပေမဲ့ Trump နောက်ကလိုက်တဲ့လူတွေကတော့လိုအပ်ရင်ပါဝင်စေကျင်ကြပါတယ်။အီရန်ကနျူကလ িয়ার လက်နက်မရှိသေးဘူးလိုအပ်ရင်ပါဝင်စေချင်ကြပါတယ်။ဒါကနေတန်ယာဟုဒီနေ့လုပ်ခဲ့တဲ့တွေ့ဆုံဆွေးနွေးမေးမြန်းခဲ့မှာ။ သူကအမေရိကန်နိုင်ငံသားတွေကိုတိုက်ရိုက်ရည်ရွယ်ပြီးပြောနေသလိုပါပဲ။ဒါကြောင့်လဲဆိုတော့အမေရိကန်ကပါဝင်ဖို့ဆိုရင်အမေရိကန်ပြည်သူတွေက Trump နောက်ကလိုက်ဖို့လိုတာကြောင့်ပါ။ဒါကြောင့်လဲသူကမီဒီယာတွေမှာပြောဆိုနေတာပါ။သူက Trump ကိုကျေးဇူးတင်စကားအထက်ထက်ပြောသွားပါတယ်။အမေရိကန်ရဲ့ထောက်ခံမှုလိုအပ်နေတာကိုသူသိပါတယ်။အ ਨੇ ဆုံးတော့အီရန်ရဲ့တုံ့ပြန်တိုက်ခိုက်မှုတွေကနေ Israel ကိုကာဝယ်ဖို့အမေရိကန်လုပ်နေတဲ့အတိုင်းဆက်လုပ်ပေးဖို့ပါ။ဒါပေမဲ့သူကဒီထက်ပိုလိုချင်နေတယ်ဆိုတာရှင်းနေပါတယ်။ဒါရိုက်မပြောပေမဲ့ America First ကိုနားလေတယ် မေရိကဓာတ်ကိုတော့နားမလည်ဘူးဆိုတဲ့စကားနဲ့ထရမ့်ရဲ့ MAGA အတိုင်းဝိုင်းကိုညှိညွှန်းနေတာပါထရမ့်ရဲ့အကြံပေးတချို့ဟာအမေရိကန်ကဒီကိစ္စမှာမပါဝင်သင့်ဘူးလို့ဆိုနေကြပါတယ်နေတန်ယာဟုကသူတို့ဘာသာစကားကိုပဲပြန်သုံးပြီးထရမ့်နဲ့သူ့ထောက်ခံသူတွေကိုတိုက်ရိုက်ပြောနေတာပါအင်ဖြူရရဲ့တရားဝင်ထုတ်ပြန်ကြမှာလဲထရမ့်ကအီရန်ကိုနျူကလ িয়ার လက်နက်မပိုင်ဆိုင်ခွင့်မပြုမဲ့သူမဟုတ်ဘူးဆိုတဲ့သဘောထားကိုထက်လောင်းအတည်ပြုထားပါတယ်မကြသေးခင်ကအမေရိကန်လက်တက်ရဲ့လောင်စာဖြည့်လေရင်20ကျော်အရှိလေပိုင်းနဲ့ဥရောပကိုရောက်နေတဲ့တဲ့င်းကြောင့် အီရန်ကအမေရိကန်စခန်းတွေကိုချိန်ချောင်းနေပါတယ်ဒါပေမဲ့တကယ်တိုက်မှာမဟုတ်သေးပဲပြည်ရင်းအတွက်ဟန်ပြလုပ်နေတာဖြစ်နိုင်ပါတယ်အီရန်မှာအစိုးရကိုစန့်ကျင်သူတွေရှိနေပေမဲ့အစိုးရကိုထောက်ခံသူတွေလည်းအများကြီးရှိပါတယ်ဒါကြောင့်အီရန်အစိုးရကသူတို့ရဲ့အာဏာကိုဆက်ထိန်းထားဖို့ဒီလိုချိန်ချောင်းမှုတွေလုပ်နေတာပါနောက်ထပ်သတင်းတစ်ခုက Steve Witkoff နဲ့ဒုတိယသမ္မတ JD Vance တို့ဒီသတင်းပတ်အတွင်းအီရန်နဲ့တွေ့ဆုံနိုင်တယ်ဆိုတာပါအမေရိကန်ကဒီပဋိပက္ခမှာဓာတ်ရိုက်မပါဝင်ပဲနိုင်ငံခြားရေးနည်းလမ်းနဲ့ဖြည့်ရှင်းဖို့ကြိုးစားနေတာဖြစ်နိုင်ပါတယ် မနက်ခင်းမှာပဲစစ်လင်ရင်များပြားထပ်မံပြန်တန်းသွားပါတယ်။နိုင်ဤနိုင်ငံကြမှာလည်းလောင်စာဖြစ်လင်ရင်၅သီးထပ်ပြန်သွားပါတယ်။ဒီလင်ရင်တွေကအရှေ့လယ်ပိုင်းကိုအစ္စရေးကိုကူညီဖို့တွားနေတာပါ။ပါရှန်ပင်လယ်ကွင်းနိုင်ငံတွေနဲ့အမေရိကန်မဟာမိတ်နိုင်ငံတွေကတော့ထွက်ခွာဖို့အချိန်ရောက်နေပါပြီ။အကြောင်းကအီရန်ကတိုက်ခိုက်မယ်လို့ချိန်ချောင်းနေလို့ပါ။အီရန်ရဲ့အရန်တပ်ဖွဲ့တွေကနေရာနှက်မှာတိုက်ခိုက်မှုအနည်းငယ်လုပ်ခဲ့ပေမဲ့အရှေ့လယ်ပိုင်းတွက်ပုံမှန်ထပ်ပုံပဲပို့တဲ့အရာတွေတော့မဟုတ်ပါဘူး။ American Scan တွေကဒီလိုတိုက်ခိုက်မှုတွေကိုအမြဲကြုံနေရပါတယ်။ ။ဒါကြောင့်အမေရိကန်ကသိငယ်တဲ့တိုက်ခိုက်မှုတွေအတွက်အလွန်အမင်းတုံ့ပြန်မှာမဟုတ်ပါဘူး။မနေ့ကတဲလ်အဗစ်မှာအီရန်ရဲ့ဒုံးကျည်တိုက်ခိုက်မှုကြောင့်အမေရိကန်တန်ယုံအနည်းငယ်ပျက်စီးခဲ့ပါတယ်။ဒါပေမဲ့ဘသူမှတန်ရာမရခဲ့ပါဘူး။အမေရိကန်ကဒါကြောင့်ပါဝင်တိုက်ခိုက်မှာမဟုတ်ပေမဲ့တတိထားစောင့်ကြည့်ဖို့တော့လိုပါတယ်။အစ္စရေးတန်ဘက်ကဝါရှင်တန်မှာဒီလိုပြောပါတယ်။ဒီသတင်းပတ်မှာအီရန်ကိုတိုက်ခိုက်မဲ့အန်အားသင့်စရာတိုက်ခိုက်မှုနဲ့ဆိုင်ရင်ပေဂျာစစ်စင်ရေးကပိုရိုးရှင်းပါလိမ့်မယ်တဲ့။သူတို့မှဘာစီမံကိန်းရှိလဲဆိုတာကျွန်တော်တို့မသိပါဘူး။ အစ္စရေးရဲ့စစ်စင်ရေးတွေက၃ရက်နီးပါးကြာမြင့်နေပါပြီသူတို့လေရင်တွေကလွတ်လပ်စွာပြန်တန်းနေပါတယ်အီရန်ကအစ္စရေးလက်တပ်ကိုဘာမှမလုပ်နိုင်သေးပါဘူး Operation Rider မှာ American က drone 80စီးဆုံးရှုံးခဲ့ပြီးမဲ့ Israel က drone တစ်စီးတောင်မဆုံးရှုံးသေးပါဘူးဒါက Iran ရဲ့စွမ်းရည်ကိုဘယ်လိုပြသလဲဆိုတာစဉ်းစားစရာပါပဲအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ